မောင်ရင်ကြိုက်တာကြိုက်တဲ့လောက်ရွေးလေးနဲ့ပေးပါလို့ပြောပြီးဆက်လက်နံပါတ်၁ကိုအဲ့ဒီဘွားကြီးနဲ့ကောင်းမလေးကယူသွားလိုက်ဒါပေမဲ့ तू ကဒေဝရလောင်းကအရင်စတွေ့ရလေအဲ့တော့မှရောက်လာအဲ့ကောင်ကောင်လေးဟဲ့နေမသေးလားခွဲယူခဲ့စမ်းရွေးနေနေရမယ်လို့အလကားမရတော့မှတမန်သက်သက်ကျုပ်ရွှေခွက်ကိုနော်ဟောပြောပြီသင်မာလေးလောဘတွေအတော်မတတ်နိုင်လို့မင်းလောဘသမားတွေအလိုကြီးတော့ရနေတယ် မင်းရှင့်ရုပ်ကလေရှင့်မာလေလောဘတွေအတော်မတတ်နိုင်လို့အလားကောင်းပေမဲ့အခါနောင်းပြီလေပြီးသွားတမန်သက်သက်ကျုပ်တို့ရှူဘက်ကိုနော်ပဲဝဲမြတော့မတန်ဘူးလို့ရှင်ယုလို့ဆိုပြီးအဲ့တော့မှရှုကမန်းပြီးဘယောက်သွားဆိုတော့ဘုရားလောင်းကြီးပါသွားတော့မှယူမတက်ခံစားပြီးတော့မှဘဝအဆက်ဆက်လာပြီတချို့လာပြီလေဘဝအဆက်ဆက်အဲ့ဒီပုဂ္ဂိုလ်ဘာပဲဖြစ်ဖြစ် ဖြစ်စည်းခြင်းနဲ့မင်းက ဆက်တဲ့စင်မင်းဖြစ်ရင်ငါကသောနှုတ်ထူဖြစ်မယ်မရတော့ဘူး sorry ပဲမင်းတို့ကသမရဖြစ်ရင်ငါကသဘုံကောင်းဆောင်ဖြစ်မယ်သူကနဲ့သူရှိခဲ့တာ no 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 တကြောတလဲတကြောတလဲရှောင်ပုံးတော်လဲမရဘူးတန်တရာမမြဲချရလေတကြောတလဲတကြောတလဲရှောင်ပုံးတော်လဲမရဘူးသူဘာလုပ်ခဲ့လဲ ရှင်တော်ရရနဲ့မြတ်စွာဘုရားကဇနီးမောင်နှံတော်ရရောက်တော့တော်ရဖရာကိုဖြစ်စည်းမယ်ဖရာကိုတတ်ခြင်းနဲ့နာရဂီရီအမိရှိတဲ့စင်ကို လောက်မလှမအရှင်မျိုးမျိုးတွေတင်းတိုက်လို့သာလုံးမယ်လေသူပြောခဲ့ပြီးသားလေဘယ်နေရာရောက်ရောက်မင်းကဖရာဆိုရင်ငါဖရာနဲ့ပြိုင်မယ်မင်းကဘယင်ဆိုရင်တပုံလုံးမယ်မင်းကစတတ်စင်မင်းဆိုရင်တုံတို့ထုလုံးမယ်ဒါနှမျိုးတယ်နော်ပစံလေးတသိမ့်နဲ့နည်းနည်းလေးပြေးလိုက်ရင်ဝိသမလောဘလေး အဲ့ဒါကြောင့်မလို့ရွှေမန်းဥတည်မုံကြီးကဇက်သိမ်းတဲ့ခါမှာဤတို့နေတူဤတို့နေတူအတူယူပြီးတော့အမျက်ကြီးမစားကြကြံမေတ္တာရက်ခံတောင်းပါပါသည်ဟောဟောနောက်ဆုံးဇက်သိမ်းဘလောက်ကောင်းလေအဲ့ဒါလေးကိုပုံတုပြီးတော့ဝိသမာလောဘတွေမလုံးနဲ့ဝိသမာလောဘထားလိုက်တာဟေးမင်းတို့ငါတရားဟောလို့မင်းတို့ငါ့ကိုလှူတာမင်းတို့ငါတရားဟောရင်သိန်း50ပြည့်မယ်ပြောဘူးလားပြောဘူးပြောဘူးအဲ့ဒါတော့ငါ့ကိုလေမနေ့ကတော့မှဟိုမြဝရီရဖုန်ကြီးဟော မော်လမြန်ကဘုံကြီးရတဲ့မမမဟိုမောင်မောင်ဦးတို့ဟာတပြိတော့ဆရာတော်ဦးဆရာတော်ကိုပြင်နေတာတဲ့ကြီးကြီးတယ်ဆိုလို့တဲ့ဟာတခါမှလည်းမပြောဘူးသူကတော့350အနည်းဆုံးလက်တင်မှာဘယ်လိုမှပြောဘူးလို့လေတခါမှပြောဘူးဤသူနေတူဤသူနေတူတဲ့ပြောခဲ့ပြီအတူယူပြီတော့အမျက်ကြီးမစားကြရင်မေတ္တာရက်ခတ်တောင်းမှန်ပါသည်သူတော့မှားပြီတဲ့ဒီဝရနေရာသေုပ်ဆောင်ပေးလိုက်တာ ဆိုမင်းသားဆိုရွှေမန်းဆိုတော့မင်းသားဆိုတော့အဆိုးရီငူရီများတဲ့နေရာကိုဒါတော့မင်းသားတော့နေရတာပေါ့နော်မင်းသားနေရဖះနေရမှာအဲသူတော်ကောင်းနေရမှာအမြင်နေလို့မဖြစ်ဘူးသူကသူကအဆိုးရီအငူရီတန်ဝေကတွေပေးရမှာဖြစ်ရင်ရွှေမန်းတင်မောက်ကဒေဝရလောက်ပါတယ်အဲဒီတိုင်းပဲဟိုရွှေပါလဲဟိုပန္နရာကြည်လင်ကတုတ်ပဘုရားလို့တုတ်ပဘုရားလို့တဲ့ခါမှာဖះကိုစော်ကားလို့မလို့တော့မလို့ချင်ဘူးဒီနေ့မင်းသားမင်းသမီးတွေအကောင်းနေလူစိုးနေရမနေချင်ဘူးသူကအကောင်းကြီးပဲအာမနေတယ်အဲ့ဒါမဟုတ်ဘူးတယုတ်ဆောင်တဲ့နေရာမှာ ဗုဒ္ဓသာအဝဏ္ဏပါတိဓမ္မသာအဝဏ္ဏပါတိသံဃသာအဝဏ္ဏပါတိပါဠိတာတို့အမိတာတို့ရဲ့မောင်ကြီးတော့လေအဲမောင်ကြီးတော့ခုနဖရာကိုတရားကိုသံဃကိုပြင်မာမိတာဖြစ်ရင်ခုလိုအရှင်လက်လက်ကြီးမြေဒါတွေကိုပြောမယ်မင်းသားနေရတာဇက်အများကြီးဆောင်းနေနေရတာမဟုတ်ဒီနေ့ဒီနေ့ဇက်လန်းနေရသူ့ဟိုရဲဘက်ကပဲသဘောလားဗါတယ်လေရဲဘက်ကပဲအဲ့ဒါလည်းဘယ်လိုဖြစ်တယ်လဲဆိုတော့တို့ဒီကိုချားဘူးဆိုတော့ပေါ့ဒါတော့ ဟိုနော်ကုမဇကမနော်ကုမဇကမနော်နွယ်မူရဲ့ထုံထုံဝင်းရဲ့အောင်လွင်ရဲ့အောင်လွင်ရစောမှုစားလူစိုးတို့ပြီးသူအကယ်ဒမီရသွားတယ်အဲ့မှာအကယ်ဒမီပြီးတဲ့ဘက်ကတပုံတို့ဓမြတို့အကယ်ဒမီမပေးသင့်ဘူးလို့အဲ့လိုကြားဘူးတော့ဟုတ်တယ်မဟုတ်တယ်မသိဘူးငါလည်းငဲပါတယ်အဲ့နော်ကုမဇလမ်းမခလီကုလို့ခလီပေါ့နော်ဟိုဆန်ရွှေမြင့်ရဲ့ဝန်နည်းလေးပါပါလဲဇလမ်းလေးပါတို့ငယ်သိချက်တာနော်မကိုတို့အောင်မှဒါလေးကိုတရုပ်ဖော်လို့ရတယ်ဆရာမလေးရလာပါဦးမြာလာပါဦးမြာခလေးတွေကဟောဒီကုန်း ျွန်တော်ဝေဒနာမသက်တာခေါင်းထဲရလည်းကြိုက်တာခြေစလုံးရုပ်ပိုးထိုးသလိုကြိုက်တာ तू လည်း तू तू ဝေဒနာမသက်တာကိုပြောပြီးတော့မှဆ iam မနာမည်တော့ကူးမတယ်လားကျွန်တော်ကြားမိတာဆိုတော့ဟိုဘက်ရောက်သွားတယ်လေရုပ်ဝေဒနာကနေဥပါဒနာကကူးသွားတယ်ကျွန်တော်နာမည်ဆန်ရွှေမြင့်အခါခွင့်သိရင်ခေါ်ပါရေဒီယိုကလာတာခလေးရှိသေးတယ်ဟိုတော့ကြောက်ရုပ်ရှင်ကြည့်တော့ရုပ်သဘောပေါက်လားရုပ်ရှင်သချင်းတွေတေးတွေတင်းတင်းရုပ်ရှင်သချင်းတွေလာငငယ်တော့ဖာကျွန်တော်နာမည်ဆန်ရွှေမြင့်အခါခွင့်သိရင်ခေါ်ပါခေါ်ပါဆိုတာအဲ့ဒီဇာတ်ကားထဲမှာ စောမှုစာလုပ်တဲ့အောင်တွင်ကြီးကအကယ်ဒမီရလာတယ်အစောမင်းသားတွေကဇက်လိုက်တယ်ကဘာဖြစ်လဲကောင်းတာပဲလှုပ်ချက်တယ်ဆိုးတဲ့နေရာမဟုတ်မဟုတ်ဘူးတရုတ်စကံမှာကြည့်လိုက်တဲ့အခါမှာဒီနေရာမှာဆိုးရမယ့်နေရာဖြစ်ရင်ပန္နရာကြည့်လည်းရတော့ဘောကလောက်ရပါတယ်ရွှေမန်းတင်မောင်ကဒီဝရက်လောင်းလှုပ်ပြီးတော့မှဒါမှသူကအဆိုးတွေအငိုတွေအပြိုးတွေအများပါပေးသက်ကိုပေးခြင်းတဲ့အရာတွေပေးခြင်းတဲ့အရာတွေတော့ပြောရတယ် လူစိုးလှုပ်ပြတောင်သူ့ကိုအတုပြုတယ်အဲ့ဒီသေးသေးလေးလှုပ်လိုက်တာကတော့ရှော့ဒုဗျာကဆရဇမင်းဖြစ်ရင် သူကတော်နုထုဒုဗျာကတမင်ဖြစ်ရင်သူကမုတ်ဆိုးဖြစ်မယ်ဟာအဲ့လိုအများအဲ့လိုကြီးဖြစ်ခဲ့ဒါပေမဲ့မြတ်စွာဘုရားကပေးဆက်ခဲ့ရတာများတယ်နော်ကြည့်